်မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အနောက်မြောက်တိုင်းစစ်ဌာနချုပ်တဲကိုရော့ကက်များဖြင့်ပြစ်ခတ်တိုက်ခိုက်မှုစစ်တပ်မှအရာရှိ9ဦးအပါအဝင်12ဦးသေဆုံးပြီးရိခါကိုတော့နှလုံးပြိုကျပျက်စီးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်မုံရွာမြို့ခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တဲကိုရော့ကက်များဖြင့်ပြစ်ခတ်တိုက်ခိုက်ရာအကြံဖက်စစ်တပ်မှအရာရှိ9ဦးအပါအဝင်12ဦးသေဆုံးပြီးရိခါကိုတော့နှလုံးပြိုကျပျက်စီးခဲ့ကြောင်း Children Rocket Brother CRB မှာတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။အော်တိုဘလတ်၂ရက်နေ့တွင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခအတွင်ကိုတော်လန်ရေးတပ်ဖွဲ့များက၉ချိန်များအဖြစ် Rocket ဆဲလုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထိုတိုက်ခိုက်မှုအတွင်းစစ်တမ်းရုံမှအရာရှိ9ဦး၊ရိခါကိုရောင်ဆောင်စစ်သား2ဦးနဲ့တပ်မိသားစုဝင်9ဦးပွဲချင်းပြီးတေဆုံခဲ့ကြောင်းထို့ပြင်တပ်တွင်းမိသားစု9ဦးလည်းထိခိုက်ဒဏ်ရာရရှိပြီးဒဏ်ရာရရှိသူများကို တာဆခွဲ လေးမြင့်ဆောင်300တက်စီယုံတို့အရေးပေါ်ပို့ဆောင်ထားကြောင်းသိရှိရပါတယ်။ထို့ပြင်နာမခတ်စစ်တိုင်ယုံအတွင်ရှိရိတ်ခေါကိုတော်နှလုံးလေးဖြိုချပြစီခဲ့ပြီးတော်လန်ရေးရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခတ်အတွင်ကို၉ချိန်မြောက်ဖြစ် broadcast ဆဲလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါ။စစ်ခွေးရရှိ၅ကောင်အပါအဝင်တပ်မိသားစုဝင်တွေကစုစုပေါင်း၁၂ကောင်တေဆုံနေပြည်သူလူထုအနေနဲ့တော်လန်ရေးတပ်ဖွဲ့တွေကိုကူညီထောက်ပံ့ပေးဖို့အတွက်ပဲပြောချင်ပါတယ်ဟု Chindrin Rocket Brother CRB မှတာဝန်ရှိသူကပြောဆိုပါရယ်အဆိုပါတိုက်ခိုက်မှုကို Chindrin Rocket Brother CRB ဦးဆောင်ပြီးမဟာမိတ်အဖွဲ့များဖြစ်သောချိုမိုင်မိုင်ကနီ Chindrin Brother Footlin Different for Federal Democratic Form ဘာမာအာမီမုံရခိုင်တည်ရင်ဆက်လေးဖိုးလက်ကောင်းနေရင်းမာပင်ခိုင်အမှတ်ကိုတည်ရင်နှင်ဖူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါရယ်ဆလပီဒီပဲရင်းမြို့ပေါ်ရှိစစ်တပ်တက်ဆွဲထားသောနေရာကိုအနီးကဝင်ရောက်ဖောက်ခွဲတိုက်ခိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် စကိုင်းတိုင်းဒီပရင်မြို့ပေါ်ရှိအကြံဖက်စစ်တပ်တက်ဆွဲထားသောနေရာကိုအနီးကဝင်ရောက်ပြီးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းဒီပရင်အခြေဆိုင်အဖြူရောင်ပြည်သူ့ကောက်ွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံကသတင်းဌာနကိုပြောဆိုပါတယ်။အော်တိုဘာလ6ရက်နေ့ညနေပိုင်းတွင်ဒီပရင်မြို့ပေါ်၌တက်ဆွဲထားသောအကြံဖက်စစ်သားများရှိရာနေရာကိုတော်လရေးတပ်ဖွဲ့များကအနီးကဝင်ရောက်မှိုင်းထောင်ပြီးနောက်ယင်းနေ့ည10:00နာရီနှင့်12:00နာရီခန့်တွင်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ထိုတိုက်ခိုက်မှုအတွင်အချမ်းဖက်စစ်တပ်ဘက်မှထိခိုက်မှုအခြေအနေကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းမိုင်းထောင်ပြီးတော်လန်ရေးတပ်ဖွဲ့များပြန်လည်ဆုတ်ခွာလာချိန်တွင်အတိကိုက်မရှိကြောင်းသိရပါသည်။ရှင်းတိုက်ခိုက်မှုသည်ကြာဆုံးခဲ့သောတော်လန်ရေးရဲဘော်များကိုဂုံပြူသောအနေဖြင့်တိုက်ခိုက်ခြင်းဖြစ်ကြောင်းဒီပေရင်အခြေဆိုင်အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံကရှင်းပြပါသည်။ကြာဆုံးရဲဘော်တွေကိုဂုံပြူတဲ့အထိမ်းအမှတ်အဖြစ်သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ ဒီပဲရင်မျိုးတွေမှာရှိတဲ့စစ်ကွေးတွေကိုအနီးကပ်ဆုံးမိုင်းဝင်ထောင်ပြီးတော့လာပြင်းညမှာအတန်တပိတ်ပြုတ်လောက်တာပေါ့ဖွေးတွေနဲ့အနီးကပ်ဆုံးနေရာအထိကိုကင်းယူသွားထောင်ပြီးဖောက်ခွဲတိုက်ခိုက်ခဲ့တာပါဟုဒီပဲရင်အခြေဆိုင်အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကြံကြားရေးတာဝန်ခံကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကဒီပဲရင်တိုက်နယ်တိုက်ခိုက်ရေးလှုပ်ရှားအဖွဲ့ကပြုတ်လောက်ခဲ့ခြင်းဖြစ်ပြီးဒီပဲရင်မျိုးပေါ်ရှိအကြံဖက်စစ်တပ်တပ်ဆွဲထားသောနေရာများကိုဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းအတိအပြေပြောဆိုထားပါတယ် ဆက်လက်ပြီးဗရောင်ရှိအေးအေးသိမ့်ပိုက်ထားသည့်လေသာတောင်သို့စစ်ကြောင်းထိုးတက်လာသည့်စစ်ကောမရှင်တက်အလောင်းများဆွဲပြီးပြန်ဆုတ်ပြေးရတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ပဲခူးတိုင်းအနောက်ချမ်းဗရောင်မြို့နယ်အတွင်းတွင်စစ်ကောမရှင်တက်က၎င်းတို့လက်လွတ်လိုက်ရသည့်လေသာတောင်ကိုစစ်ကြောင်းပြန်ထိုးရန်အထည်နာပြီးပြန်ဆုတ်ခွာထွက်ပြေးရကြောင်းသိရပါတယ်။အရကတက်တော်အေအေထိန်းချုပ်ထားသည့်လေတာတောင်ကိုယမန်နေ့အောက်တိုဘာ6ရက်နေ့နှစ်ပိုင်းတွင်အင်အား300ကျော်ပါစစ်ကော်မရှင်စစ်ကြောင်းကဒရုန်းနှင့်လက်နက်ကြီးများပါတုံ့ပြန် စစ်ကြောင်းထိုးတက်လာရန်အေအေကတံပြန်တိုက်ခိုက်ခဲ့သည့်အတွက်စစ်ကော်မရှင်တပ်ဖွဲ့ဝင်များထိခိုက်သေးဆုံးမှုရှိခဲ့ကြောင်းသိရပါတယ်။စခန်းကုန်းကိုပြန်ရမယ်ဆိုပြီးတက်လာတာမလာခင်လက်နက်ကြီးတွေ drone တွေအရင်လွှတ်တောင်းအဲ့ဒါကိုမှဒီဘက်ပူပေါင်းအဖွဲ့ကတံပြန်ထိုးစစ်နဲ့တိုက်ချိန်မှာအလောင်းတွေဆွဲပြီးပြေးရတာဟုစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။ အေအေတပ်ဖွဲ့ဝင်များသည့်စစ်ကြောင်းထိုးတက်လာသည့်စစ်ကော်မရှင်တပ်ကိုကြားဖြတ်ကောင်းဂျုံများလက်နက်ကြီးများဖြင့်ပါဝင်ရောက်တိုက်ခိုက်ခဲ့၍စစ်ကော်မရှင်ဘက်ကထိခိုက်သေးဆုံးမှုများခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်စစ်ကော်မရှင်သည်ပြီးခဲ့သည့်စက်တင်ဘာ26ရက်နေ့ကလည်းလက်လွတ်ဆုံးရှုံးခဲ့ရသည့်စင်လန်အနီးရှိကကင်းစခန်းကိုဖြစ်သည့်ဒေသစခန်းကိုပြန်လည်ရယူရန်စစ်ကြောင်းထိုးလာရန်ထိခိုက်သေးဆုံးခဲ့သည့်အတွက်စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကိုဆွဲ၍နောက်ဆုတ်ထွက်ပြေးရကြောင်းသတင်းရင်းနှီးထံမှသိရပါသည် စစ်ကော်မရှင်သည်တောင်ကုတ်ပရောင်ယူလန်းပေါ်ရှိကာကိစခန်းနှင့်ခေစခန်းများကိုပြည်လဲစိုးမှုရယူနိုင်ရန်ဂျိုးပန်းနေပြီးစစ်အင်အားများပါတိုးချဲ့နေသည်ထို့ပြင်စစ်ကော်မရှင်သည်ညောင်ကျိုးစခန်းကိုလက်လွတ်လိုက်ရပြီးနောက်ညောင်ခြေတောက်ရှိအမတ်၆ကောက်ခွေရေးပစ္စည်းစက်ရုံကပ္ပစ၆ကိုကောက်ခွေရဲ့အတွက်စက်ရုံအတွင်းနှင့်စက်ရုံပတ်ဝန်းကျင်တွင်အင်အားများတိုးချဲ့ပြီးဆောက်လုပ်ရေးအင်ဂျင်နီယာတပ်များဖြင့်ပါလုံခြုံရေးယူထားရကြောင်းသိရပါသည် AAD ပြီးခဲ့သည့်ဩဂုတ်လမှစပြီးညောင်ခြေတောင်ဆင်လက်ရွာပတ်ဝန်းကျင်ရှိ ကာကင်းများကိုစက်တိုက်တိုက်ခိုက်လိုက်ရာစက်တင်ဘာလနောက်ဆုံးပတ်အတွင်းကလေတာတောင်အပါဝင်ကာကင်းချို့ကိုစစ်ကောမရှင်ကလက်လွတ်ပေးခဲ့ရသည်စစ်ကောမရှင်သည်ယခုလမှဒီဇင်ဘာ28ရက်နေ့တွင်ကျင်းပမယ့်၎င်းတို့၏ရွေးကောက်ပွဲအပိုင်းတစ်တွင်တောင်ကုန်းမြို့ကိုမဲဆန္ဒနှင့်အတွင်ထည့်သွင်းထား၍ဘကိုးတောင်ကုန်းဝင်ပေါက်ကိုစိုးမိုးမှုရယူနိုင်ရန်မျိုးစုံဖြင့်ကြိုးပမ်းလာခြင်းဖြစ်သည်ဟုသတင်းရှိမြစ်ကဆိုသည် ဆက်လက်ပြီးယခုနှစ်6လအတွင်းအကြံဖက်စစ်တပ်မှအလင်းဝင်သူလက်နက်ချသူနှင့်စစ်တုံးမှ2000ကျော်ရှိဟုပြည်သူ့ပန်းနိုင်ထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံတဝန်2025ခုနှစ်ရဲ့ပထမ6လတာအတွင်းအကြံဖက်စစ်တပ်ထံကနေအလင်းဝင်သူလက်နက်ချသူနှင့်စစ်တုံးမှ2000ကျော်ရှိပြီဖြစ်တယ်လို့ပြည်သူ့ပန်းနိုင်ကဒီနေ့သတင်းထုတ်ပြန်ထားပါတယ်။2025ခုနှစ်ဇန်နဝါရီလကနေစက်တင်ဘာလအထိအကြံဖက်စစ်တပ်ကနေအလင်းဝင်သူလက်နက်ချသူနဲ့စစ်တုံးပန်း2122ယောက်ရှိတယ်လို့ဆိုပါတယ် စကားမှစစ်ကော်မရှင်ထိပ်ပိုင်စစ်ဘုတ်ချုပ်ကြီးတွေရဲ့ယာဒူးအချုပ်အလေသတင်းများနဲ့အပြိုင်အောက်ခြေစစ်တီတွေရဲ့ပြည်သူ့ဘက်အလင်းဝင်ကူးပြောင်းမှုသတင်းများကလည်းအစင်အလာမပြတ်ရှေ့ဆက်နေကြသေးပါပဲ။စကားမှစစ်ကော်မရှင်တွေရဲ့ရွေးစရာမရှိတဲ့အခောက်ချံပွဲကြီးကအောက်ခြေနင်းရတွေရဲ့ဘဝကိုဘာမှပြောင်းလဲမပေးနိုင်တာခရုတ်ချင်းနဲ့အိမ်မက်ဆိုးမှတ်နေရတဲ့ကြံရဲဘော်တွေတည်တင်းကြပါပြီလို့ပြည်သူ့ဘက်နိုင်ကထုတ်ပြန်ထားပါတယ်။ စက်တင်ဘာလစရုပ်တပတ်အတွင်းမှာလည်းအကြံဖက်စစ်တပ်ကနေစစ်မှုရန်တက်သားသည့်၁၄ရောက်အလင်းဝင်လာပြီးစစ်တုံးမှအဖြစ်ဖမ်းဆီးရမိသူ၁၈ရောက်ရှိတယ်လို့လည်းပြည်သူ့ပန်းနိုင်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဆက်လက်ပြီးမင်းတုံးတွင်အကြံဖက်စစ်ကြောင်ဂျာဖြတ်တိုက်ခိုက်ခံရပြီးနောက်အယက်သားလူငယ်အချို့ဖမ်းဆီးခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မခွေတိုင်းမင်းတုံးမြို့နယ်မှာရဲစခန်းကိုလူချိန်မှုလာတဲ့အကြံဖက်စစ်ကြောင်ခြုံကိုတိုက်ခိုက်ခံရပြီးနောက်အယက်သားအချို့ဖမ်းဆီးခံရကြောင် ဗမာပြည်ကောက်ွယ်ရေးတပ် USPA တရင်နှစ်ပြန်ကြားရေးတာဝန်ခံကုသချိုးကတရင်ဌာနကိုပြောပါရယ်ပြီးခဲ့တဲ့အောက်တိုဘာလ9ရက်နေ့ကမင်းနုံမြို့ပေါ်ကနေထွက်လာတဲ့အင်အား40ခန်းပါအကြံဖက်စစ်ကြောင်းကိုမင်းနုံတရက်လမ်းပိုင်းခုံတိုင်ရွာအနီးမှာဗမာပြည်ကောက်ွယ်ရေးတပ် USPA တပ်ဖွဲ့ဝင်တွေကအနီးကပ်ခြုံကိုတိုက်ခိုက်ခဲ့တယ်လို့သိရပါရယ်ရဲနဲ့စစ်သားတွေပါဝင်တဲ့အထက်ပါစစ်ကြောင်းဟာမင်းနုံမြို့နဲ့ဆယ်မိုင်အကွာအလေချောင်းရဲစခန်းစီလူချိန်ဖို့ထွက်လာချိန်မှာအခုလိုခြုံကိုတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါရယ် တိုက်ပွဲဟာ15မိနစ်နီးပါးကြာမြင့်ပြီးပြင်းထန်ခဲ့တာကြောင့်စစ်အုပ်စုဘက်မှထိခိုက်သေးဆုံးမှုတွေရှိပေမဲ့မြေပြင်အခြေအနေအရအတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။မင်းတို့မျိုးပေါ်ကနေညောင်ချက်ရွာအထိလိုက်ထရက်တစီအိမ်စီးတစီနဲ့လာတယ်။အဲကနေမှရဲစခန်းစီဦးတည်ပြီးရှေ့ကခြေလျင်စစ်ကြောင်းနဲ့နောက်ကကားတွေကလိုက်တဲ့ပေါ်တိုက်ပွဲတဲ့ရန်သူဘက်ကထိခိုက်သေးဆုံးတာတွေမျက်မြင်တွေတွေ့ခဲ့ရပေမဲ့အချက်အလက်အတိအကျတော့မပြောနိုင်သေးပါဘူး။သူတို့ကရဲစခန်းကိုလည်းရောက်အောင်သွားလိုက်ပါတယ်။ အဲ့ရောက်ပြီးတော့မှမင်းတုံးကိုပြန်ဆုတ်တာပါလို့ဗမာပြည်ကာကွယ်ရေးတပ် USPA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုသာချိုကသတင်းဌာနကိုပြောပါတယ်အထက်ပါအကြံဖက်စစ်ကြောင်းအလေကုံရဲစခန်းကနေမင်းတုံးမြို့ပေါ်ပြန်ဆုတ်ရလမ်းတစ်လျှောက်မှာလေအရက်သားလူငယ်တို့ကိုအကြောင်းပြချက်မရှိဘဲဖမ်းဆီးတာမျိုးတွေရှိခဲ့ပြီးနေအိမ်တွေကိုလည်းမှွေးနှောက်ခိုးယူခဲ့ကြောင်းသိရပါတယ်သူတို့ဘက်ထိခိုက်သေးဆုံးတာတွေရှိပေမဲ့အတိမပြူနိုင်ဘူးနှစ်ယောက်တည်တယ်တယောက်ဒဏ်ရာရတဲ့ကြပေမဲ့အတီးပြုတ်ပေးမဲ့သူမရှိဖြစ်နေတာပေါ့နောက်ပြီးစစ်ကြောင်းကသူတို့ရွေချက်အတိုင်း အလဲကုန်ရဲစခန်းအထိတော့ရှောက်အောင်သွားတယ်။အဲကနေပြန်ဆုတ်တော့လမ်းပိုင်းကအရက်သား၅ယောက်လောက်အဖမ်းခံရတယ်။ပေါ်တာဆွဲတာရောဒီတိုင်းဖမ်းတာရောပေါ့။နောက်ပြီးအချို့ပြည်သူတွေရဲ့အိမ်ကနေစားတောက်ကုန်တွေတံမိုးရှိတဲ့အုံဆောင်တွေကိုလည်းဝင်ခိုးသွားပါသေးတယ်လို့ဗမာပြည်ကာကွယ်ရေးတပ် USPA သတင်းနှစ်ပြန်ကြားရေးတာဝန်ခံကိုတာချိုကပြောခဲ့ပါတယ်။